တည်ဆုံးပြပြီးတော့ဘင်ဖီကာကိုတုံးဖို့ပြန်နေအနိုင်ယူခဲ့ရတယ်ပေါ့နော်ကျွန်တော်လည်းနျူကာဆယ်ကိုခံစစ်ကောင်းမှုနဲ့အတင်းတင်းလို့မြင်နေဒီဘွဲမှာတော့အိမ်ဝင်းရဲ့အရေးပေါမှုအဝေးကွင်းရဲ့အရေးပေါမှုကဆုံးဖြတ်ပေးလာနိုင်တယ်လို့တော့ကျွန်တော်ထင်တယ်ခုရဲခံစစ်ဘိုင်းကတော်တော်လေးအားနေနေရင်ချိန်ပြီးတော့လက်ရှိပြည်ပြလေးပေါင်းဖက်ကတော့ဒီကူလည်းကတ်ပြီးတော့ကြောက်သွားတဲ့ညမှုမှာ နောက်တဲ့အဆွေနဲ့တုံးတက်ပေးမဲ့ပွဲစဉ်တစ်ပွဲကတော့ကျွန်တော်တို့ new castle နဲ့ပူအန်ပွဲဖြစ်ပါတယ်ဆရာတို့ new castle နဲ့ပူအန်အကြောင်းလေးပြောလိုက်ကြအောင်နော်ဒါ new castle ကတော့ဒါဆရာတို့သိတဲ့အတိုင်းပဲဒါ league မှာနောက်ဆုံးပွဲစဉ်မှာရှုံးပွဲတွေ့ခဲ့ပြီမဲ့လို့ဒါဥရောပမှာတော့ဒါချန်ဟိုကခြေဆုံးပြပြီးတော့ benfica ကို3ခုပြန်နဲ့အနိုင်ယူခဲ့တယ်ပေါ့နော်ကျွန်တော်လည်း new castle ကိုခန်းစစ်ကောင်းမွန်တဲ့အတင်းတင်းလို့မြင်နေအထူးသဖြင့် league မှာခန်းစစ်အကောင်းဆုံးအတင်းတင်းအဖြစ်ကို9ခုပဲပေးရမှုကဒါ arsenal နဲ့အတူ ပူတွဲရက်တည်နေတယ်အကောင်းဆုံးသိပူတွဲရက်တည်နေတာကိုတွေ့ရတယ်အင်ကွင်းမှာလည်းဒါထိုးပေါက်ရခတ်တဲ့အတင်းတတင်းလို့ကျွန်တော်အမြင်နဲ့ယူကာဆယ်ကိုနောက်ဆုံးဒီအင်ကွင်းနှစ်ပွဲဆက်ကလည်းပေးကိုမဲ့နဲ့အနိုင်ရယူထားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲလက်ရှိမှာတော့ဒါယူကာဆယ်ကဒါဟိုလေဟွာပေါ့ဒီနောက်ဆုံးကစားတဲ့ဆယ်ပွဲမှာတော့ဒါနှစ်ပွဲပဲနိုင်ထားတာတော့တွေ့ရတယ်ပေါ့နော်ဟိုကတော့ဖူဟန်ဦးတော့ဒါမနစ်ကနှစ်ကြော်စလုံးလဲ ရှုံးထားတာလည်းတွေ့ရတယ်ဟိုဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်ဖူဟန်ကလည်းဒါခြေစွန်းတော်တော်ညံ့တဲ့အတင်းဖြစ်ရက်တည်နေတယ်ခန်စဲပိုင်းကလည်းညံ့တယ်ပေါ့နော်နောက်ဆုံးဒီနောက်ဆုံး18ခွဲမှာပေးဖို့မဲ့တပွဲတပွဲပဲရှိတာကိုကျွန်တော်တို့တွေ့ရတယ်လက်တလုံးမှာလည်းလိက3ပွဲဆက်လောက်ဒါဖူဟန်ရှုံးနေတာကိုတွေ့ရတယ်ဒီအရှုံးက2023နိုင်ပွဲ2023နောက်ပိုင်းမှာဖူဟန်တို့ကဒါအရှိစားဆုံးရှုံးပွဲအဖြစ်ဟိုရက်တည်နေတာကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်အခုတင်ချင်းဘက် ပွဲမှာတော့ဒါခန်းစစ်ပိုင်းကောင်းမှုပြီးကစားပုံနဲ့တက်လာနေတယ်ပြီးတော့နောက်ဆုံးလိနောက်ဆုံးပွဲမှာရှုံးမွဲတွေ့ထားတဲ့အတွက်ကြောင့်မလို့ဘင်ဖီကာကိုလည်း၃ခုပြည့်နေတဲ့နိုင်သားတဲ့အနေဒါဆိုတော့ကျွန်တော်အနေနဲ့တော့ဒီတစ်ခေါက်တော့ဖူဝမ်မနစ်ကလို့နှစ်ကြော်စလုံးပြန်နိုင်ဖို့တော့ကျွန်တော်မမြင်ဘူးလို့ထင်တယ်ပေါ့နော်ဆရာတို့အနေနဲ့အဲ့ပွဲစဉ်ကိုဘယ်လိုများသုံးသပ်ချင်လဲမသိဘူးဒီပွဲမှာတော့အိမ်ဝင်းရဲ့အရေးပေါ်မှုအဝေးကွင်းရဲ့အရေးပေါ်မှုကဆုံးဖြတ်ပေးလာနိုင်တယ်လို့ကျွန်တော်ထင်တယ်ဟုတ်ဆက်အန်ဒီယူကာဆယ်ကဒါပြီးခဲ့တဲ့ဘင်ဖီကာကို3-0နိုင်ခဲ့တဲ့ပွဲကိုပြန်ကြည့်မယ်ဆိုရင်ဒါသူအနေနဲ့ဒီလိုမျိုး ပုံစံမျိုးပဲဟိုပါပေါ့အာရှနေတာရှိခဲ့ပြီးတော့ယူကာဆယ်ကတိုနာလီတို့ဒါဂျိုလင်တန်တို့ကိုဟုတ်ပေါ်တဆင်အောင်ထုတ်မသုံးမင်းနဲ့ဒါမိုင်လီတို့နဲ့ပဲဒီတုံးသွားတာမှာဟိုရလကောင်ရရရှိရဲ့ဒုတိယပိုင်းမှာလူသောဝင်လာတဲ့ဘာနက်စ်တို့ညာချန်ကနေပြီးဖိုးပေါမှုကြီးကအကောင်းဆုံးထိုးပေါက်ပြီးတော့နှကိုသွေးယူနိုင်ခဲ့အဲ့ဘက်မှာဝိုဒီမိတ်ဘိုးမသွေးနိုင်ခဲ့ဘူးဒါပေမဲ့ဝိုဒီမိတ်ကနောက်ဆုံးသူပထမဆုံးပါဝင်ကစားတဲ့ယူကာဆယ်အတွက် ပရောင်းပါဝင်တော့ငါးဘွဲမှာ၄ခုသွင်းပြီးတော့ဒါကချေဆွမ်းကောင်းခဲ့တယ်လို့ပဲပြောအောင်ပဲတိုက်စစ်ပိုင်းမှာလည်းသူကမစိုးဘူးလှုပ်ခတ်ကစားလာနိုင်အမြင်ဘောတွေနဲ့ဆိုရင်ဖြတ်တင်ဘောတွေမှာလည်းသူကကောင်းကောင်းအသုံးချနိုင်ဆက်ပစ်ပိုင်းမှာလည်းသူအားကိုးလာဆိုတော့ယူကဆဲခုနကဆရာဆံပြောအောင်ဆိုတော့ခန်းစစ်ပိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်းတော်တော်လေးတောင်းတင်းခိုင်ပါတယ်တော်တော်အသိကြီးတွေတော့မှသူ့ကိုကိုးရဖို့ခက်ခက်ခဲခဲအကျိုးစားရလိမ့်ရှိဖူကန်အဝေးကွင်းအနေတော့ပြန်ကြည့်မယ်ဆိုရင်တော့ Astro Video ကိုရှုံးနေ ။ဒါဘုံမောင်းတဲ့ဘွဲမှာလဲသူကဥဆောင်ကိုရရဲသားနေကိုတုံးကိုပြန်ပေးရတော့တယ်ရှိသူ့ရဲ့တောင်းပန်းဒီဖူဘက်ကိုဆောင်းနောက်ကအစွန်နေရာတွေကကာကွယ်ရမှာတော့စကေဖူပလေယာကိုကာကွယ်ရမှာသူမတိုက်ပြီးတော့မကာကွယ်နိုင်တာတွေ့ရအောင်စီပီညိုတိုးပေါက်မှုဒီဆိုလဲသူဘုံမောင်းတဲ့ဘွဲမှာဆိုတော်တော်တွေ့ရဆိုတော့အဲ့လိုမျိုးရှိတယ်ဝေကန်ချက်တွေကိုကာဝယ်ရမှာလေအားနေတယ်သူတို့တွေဖြတ်နေရလွတ်ပြိုင်ပက်ရဲ့တိုက်စစ်ကိုနေရလွတ်တွေပြေးတာများတယ်ဒီအချိန်မှာယူကာဆယ်တောင်ပန်တိုက်စစ်တွေကဒါဂေါ်ဒွန်နဲ့ မာဖီပဲဖြစ်ဖြစ်ဒါဗာနက်စ်နဲ့ပဲဖြစ်ဖြစ်ပွဲထွက်လာလို့ပိုးစစ်ဆင်လာပြီဆိုရင်တောင်းတောင်းမလွယ်တော့ဘူးဆိုတော့ဗာနက်စ်ကိုဒုတိယပိုင်းမှာထည့်တယ်ဆိုတော့အခုပွဲမှာတော့ဒါထောက်သုံးလာဖို့များတယ်ဖူရန်နဲ့ပွဲမှာပြီးတော့သူ့အနေနဲ့လည်းနိုင်ဝဲရယူဖို့လိုအပ်လာတယ်အက်စတိုမီလာဘုံမောက်တို့ကအိမ်ဝင်းတွေမှာဖူရန်ကိုဒါဂုံးပြတ်တွေနိုင်ခဲ့တယ်ဆိုတော့အဲသူ့အနေနဲ့ကလည်းအဲနယူကာဆယ်ကလည်းဟိုကျန်တဲ့နှစ်သင်းလောက်လောက်မငြင်းတော့သူကစားအားလည်းကောင်းတယ်ကောင်းပါအဲ့ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီဘွဲမှာတော့နယူကာဆယ်နိုင်သွားနိုင်တော့ ။ဟုတ်ကဲ့။ဘာဖွန်းကခုနကပြောသလိုပဲ၄၆ခွဲမှဆိုရင်၄၆ခွဲကဂိုးပေးထားရ။သူ့ရဲ့နောက်တန်းရဲ့အနေကအဲ့လို၆၆ခွဲဂိုးပေးထားရတယ်ဆိုတော့မှအာအဝေးကွင်းကပို့ဆိုးတယ်သူကစားဟန်တယ်အဝေးကွင်းမှာဆိုဂိုးပြန်ပြီးပေးရ။နောက်တစ်ခါလည်းယူကာဆယ်ကိုသူက1951လောက်မှာအဲ၃ချိန်စတိုင်နိုင်ဘူးတော့ကလွဲပြီးတော့အိမ်ခွင်းမှာယူကာဆယ်အိမ်ခွင်းမှာ၃ချိန်စတိုင်နိုင်ဘူးတယ်။အခုသူယူကာဆယ်ကိုအိမ်ခွင်းမှာ၅ချိန်စတိုင်နိုင်တာလေ။ သုံးကြိမ်ဆက်လိုက်တော့နိုင်ဖို့မလွယ်တော့တော့ဒါလည်းအချက်လက်ပိုင်းဆိုင်ရပါဘောနော်နျူကာဆယ်ကသွင်းကိုအနည်းဆုံးရာကိုအနည်းဆုံးဖြစ်နေတယ်ဆိုပေမဲ့တဖြည်းဖြည်းနဲ့ပြန်ပြီးတော့တိုးတက်လာတိုးတက်လာတိုက်ဆက်ပိုင်းကပါဆယ်ပြန်ပြီးတော့တိုးတက်လာနိုင်မယ်လို့မြင်တယ်တောင်ပန်တိုက်ဆက်အားတွေကရန်ကောင်းလာတဲ့အတွက်ကြောင့်မလို့ဖူငန်းကလည်းနောက်ကန်အစွန်တွေထူးထူးခြားခြားနောက်ကန်အစွန်တွေရာတွေကအားနေတာအတွက်အတွက်ကြောင့်မလို့ တောင်မန်တိုက်စစ်ကောင်းတဲ့ကစားသမားတွေနဲ့အတင်းတွေနဲ့တွေ့ပြီဆိုရင်သူဖူဟန်ပြိုလဲသွားလိမ့်ရှင်နောက်တန်းဆိုဒီဘွဲမှာတော့ဒါနယူကာဆယ်ကနိုင်မယ်ကိုပြမပြပဲကြည့်ရမယ်လို့ကျွန်တော်ကနေဆရာရဲနေတာဟိုပြီးခဲ့တဲ့ရာသီဒါဆရာတို့ပြောပါလို့ကျွန်တော်ကလည်းတော့လည်းတော့နိုင်တယ်အဲဒီမလိုင်းညမှာတော့နေသွားတယ်ခေါင်းနေချင်းသက်လောက်တိကိုလည်းဝဲနေနေသူကရှုံးခဲ့ဟုတ်ပြောရှုံးရတော့တင်နာပိုင်းညမှာတော့ဒီဘာလို့ဒီပါနဲ့အဲဒီအောင်နဲ့အဲ့ဒီပြောလို့ကျွန်တော်အဲ့ဒီဟောမဆိုးလို့တော့ပြောရ အဲပြီးတော့လက်ရှိမှာပြည်စည်းမယ်ဆိုရင် QAN ကဒါရယ်ကတနာပိုင်းအခုရှိနေတယ်အဓိကပရိနေဘာသာသမားတွေနောက်တန်းတော်မတိုက်တစ်ပိုင်းမှာ immobile နဲ့ fao yu ကိုတုံးလာဦးမယ်ကြည့်နေဒီမှာ QAN ပြည်စည်းတယ်လို့ QAN အဝေးဝေးနေရာတွေကထားခဲ့တဲ့ပေါ်တင်နေမှာဟိုရှင်းဦးလောက်ပြီးပေးရတယ်လို့ဒီနောက်ဆုံးသုံးဝဲမှာပြည်သူ့ရဲ့ခံစားကြောင်းကဖွင့်တော့ရှင်းဦးလောက်ပြီးပေးထားတယ်အနေနဲ့ဟောတော့ဟိုကဲ QAN ခံစားပိုင်းကတော်တော်လေးအားနေနေရဲ့ချိန်ပြီးတော့လက်ရှိပြည်ပြလေးပေါင်းဝက်ကတော့ဒီကိုလည်းဟပ်ပြီးတော့ကြောက်သွားတယ်ဒီနောက်မှာ ူအန်နေနဲ့နေသက်တယ်ဘုမာပြန်လဲညွန်ကားဖို့ပြောမလို့ပြီးတော့ဝေဖွန်ခွဲရီမှာဆိုတော့ဦးအန်တိတိတတကြီးကိုထက်အနေနဲ့ဒီတိုက်တစ်ပိုင်းခင်းထုတ်အောင်တော့အားနေတယ်ပြီးတော့အဲ့တာဟုတ်တာတော့ဝါလို့ပဲနော်ဟိုဘုံပေါင်းနဲ့ဝင်နေမှာပြလဲသူသူ့ဖောက်ပြရတယ်အဲ့မိနစ်ပိုင်းဘယ်လောက်မှမတောင်းဘူးပဲခေါင်းရောက်သူ့ကိုဘူးပြန်ပြရသူဘူးပြန်ပေးလိုက်ရတယ်ဆိုတော့လည်းသူ့ရဲ့ကံတိုင်းရတယ်ပြုတ်ပြုတ်ပြုတ်ဆင်းသွားပြီးတော့ဟိုပြန်တော့ပြန်လဲသူ့ပြန်ဘူးမှာတော်တော်လေးခက်ခဲခက်ခဲဖြစ်နေတယ်ပြီးရ တော့ဆရာတို့ပြောပါမယ်လို့ကျွန်တော်လည်းဒီပွဲကိုလေးကအဲ့ဒါကျွန်တော်တို့ညူတာစေနေထားရတယ်ကျွန်တော်တို့အလေးပေးမှုနေထားရတယ်ဘာလို့တော့အဆင်ပြေတယ်လေကျွန်တော်ကြည့်တဲ့ခါမှာအဲ့တော့ကျွန်တော်စနေညရဲ့ပွဲစဉ်ဝယ်ဖြစ်တဲ့ဒီညူကာစေနဲ့ပူလန်အသင်းဆိုတော့အလေးပေးမှုနေထားမှလည်းညူကာစေကဟို90ကလည်း55အင်းနိုင်ပါလို့တို့တို့ဖြစ်မလားပေါ့နော်တူတယ်တူတယ်ပေါ့ဆိုတော့အဲ့တော့55တက်တမ600ခိုင်းတော့လည်းညူကာစေဟုတ်တယ်ကလည်းဟုတ်တယ်အဲ့တော့အဲ့လိုအသင်းကိုတော့ဒါဂိုးပြတ်နိုင်တာပေးဖို့မဲ့နေဆိုတော့လေအဲ့တော့ညူကာစေနဲ့ဒီ ူပန်ပွဲစဉ်ကိုတော့ဒါအွန်လိုင်းကြည့်ရတဲ့55.600ခန်းလောက်ရှိနေတဲ့အတွက်ကြောင့်ကျွန်တော်တို့နယူကာဆယ်ကိုပဲကျွန်တော်အားပေးတင်တယ်လို့ထင်ပါ